မတ်တမဲ့နေမိတဲ့အရာတစ်ခုကညကြောက်ကက်ကိုထိသွားပြီးမမတ်မိနိုင်လောက်အောင်ရုပ်ရည်ပြောင်းလဲသွားတဲ့မိန်းကလေးအားလုံးမင်္ဂလာပါရှင်ဆယ်ရီတိုင်းနျူးပေးကနေကြိုဆိုလိုက်ပါရီကြောက်ကက်ယောဂါကလူကြီးတွေမှာဒါမကလူငယ်တွေမှာပါအဖြစ်များလာပြီးတော့ယောဂါလက္ခဏာတွေကမသိတာရာကြောင့်သတိမထားမိခဲ့ကြပါဘူးနင်းသက်စော်ဆိုတဲ့မိန်းကလေးကလည်းကြောက်ကက်ပျက်စီးနေတဲ့လက္ခဏာတွေပြနေပေမဲ့လည်းအမှုမှန်မှန်နေမိရာကနေကြောက်ကက်ပျက်စီးတဲ့အကြောင်းအချိန်လုံးမှပဲသိလိုက်ရပါတော့ရီ နင်းသက်စော်ဟာဘန်ဝင်နေမိကလေးတယောက်ဖြစ်ပြီးတော့ချောချောလာလာလေးနဲ့တက်ကြွခဲ့သူတယောက်ဖြစ်ပါရီဒါပေမဲ့နေမကောက်လို့စီကန်းသွားပြတဲ့အချိန်မှာသွေးပောင်ချိန်ဟာ180တိတိုးနေပြီးကြောက်ကက်ပျက်စီးနေတာကိုသိလိုက်ရပါတော့တယ်အရင်ကလည်းမကြာခဏသွေးတိုးခဲ့ဘူးပဲလေကြောက်ကက်ပျက်စီးသွားလိမ့်မယ်လို့မထင်ခဲ့မိပါအခုတော့ကြောက်ကက်ပျက်စီးနေတာ3နှစ်ရှိပြီဖြစ်ပြီးတစ်ပတ်ကို3ချိန်ကြောက်ကက်စေးနေရပါတယ် နေသက်စော်ကចောင်းသူဘွားတို့ကစီးပိုးဝင်ခဲ့ပူပြီးဘန်မာလုလုတဲ့ချိန်မှာလဲငွေတွေကိုရှည်တွက်ရင်အမုံတွေကခနာကိုနေထိတွေ့ရပါတယ်အလုတ်ကိုလဲအအောင်ဆိုင်ပြီးတော့လုံနေတာကြောင့်ရေတောက်ဖို့လဲမေ့နေတယ်လို့တက်စင်ခဲ့သွားဖို့လဲမေ့နေပါတယ် ရှေးတော့လေနေတဲ့ပြင်သွေးတိုးတဲ့အခါမှာလည်းအကိုက်ခဲပြောက်ဆွေးတွေကိုမကြာခဏတောက်မိသွားပါရည်ဒီလိုเจ้าရည်အားလုံးဆုလိုက်တဲ့အချိန်မှာတော့ကြောက်ကက်ပျက်စီးပြီးအချိန်နှောင်းမှပဲတိလိုက်ရှာပါတော့ရည်အတန်ငယ်ရွယ်နေသွေးတိုးလာတဲ့အခါမှာလုံးဝမပေါ်စားတဲ့နေเจ้าကိုနှင်းသက်စော်ကနောက်ပိုင်းမှသတိထားမိပါတော့ရည်ကြောက်ကက်ပျက်စီးသွားတဲ့နောက်မှာခနာကူကအယမ်းပိတ်သွားတဲ့ပြင်ဝမ်ဘိုက်ကလည်းဖောက်လာပါတော့ရည် ရေမြမ်းများမတောက်လို့ကြောက်ကဲ့ပြက်စီးသွားခဲ့ပြီးကြောက်ကဲ့ပြက်စီးသွားတဲ့အချိန်မှာတော့ရေမြမ်းများတောက်လို့မရတော့ဘဲတောက်သမားကဝမ်းပိုက်ထဲမှာစုနေပါရီဝမ်းပိုက်ထဲကရေကိုလေးစုပ်ထုတ်ရပြီးတော့အသက်ရှင်ဖို့အတွက်နှင်းသက်စော်ကအာတင်ထားသူပါလက်ဘင်းကိုဖောက်ပြီးကြောက်ကဲ့စီရသလိုလက်ကြောတွေကနေလည်းကြောက်ကဲ့ကိုတက်စီရတာကြောင့်ဒီလိုဖြစ်ကနေအမြန်ဆုံးလို့မြောက်ချင်နေပါရီအရှင်ကချောချောလာလာ ပုံရိပ်လေးတွေဟာပျောက်ကွယ်သွားပြီးအခြားတယောက်လိုပျောက်လေသွားလို့ဘေးရာကမှမမြဲဘူးဆိုတာသိသွားပါတော့ရီ ကြောက်ကက်ကိုတပတ်ကိုသုံးချိန်ဆေးရပြီးဆေးဖို့အတွက်ကတော့တစ်လကို30တိကုန်ကြနေပါရီမိဘတွေကအတက်နိုင်ဆုံးကုသပေးပေမဲ့လည်းအချိန်ကြာလာနေမြခက်ခဲလာတာကြောင့်နင်းသက်စော်ဟာအွန်လိုင်းကနေအလုပ်ခန်းနေရပါရီကြောက်ကက်ယောဂါကငွေကုန်ကျရမ်းများတဲ့ပြင် အားရင်တွေလည်းလျှော့သွားလို့ နှစ်သက်စော်ဟာအလုတ်လေးထွက်ထားရပါတယ်။ဘွဲဝတ်စော်ဝတ်ပြီးတော့မိဘတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်ပေမဲ့လက်ရှိမှာတော့နှစ်သက်စော်ဟာစမ်းမအောင်မနေနေရပါတယ်။မိဘတွေကဒီသမီးလေးတယောက်တည်းကိုမွေးထားတဲ့အတွက်လက်မလွတ်နိုင်မင်းနဲ့အစွမ်းကုန်ကုသပေးနေပါရီ။နေသက်စော်ကကြောက်ကဲစားထိုးလေးပြီးတော့ကုသခြင်းနဲ့ဆန္ဒရှိပြီးအလူရှင်ကိုလည်းရှာဖွေရမှာပါ။ကြောက်ကဲစားထိုးလေးလေးပြီးတော့ကုသရင်တင်ညာချီကုန်ကြနိုင်မှာဖြစ်တဲ့အတွက်နေသက်စော်ကအကူအညီတွေတောင်းခံနေရပါရီ။ သူရဲ့ဆန္ဒကတော့အေးအေးဝါးဝါအိပ်ပြီးတော့ရှင်မြများတောက်ခါ စိတ်ချမ်းသာသာပဲနေသွားကြတဲ့ဆန္ဒပဲရှိပါတော့ ड़ी ။ကြောက်ကဲ့ယောဂဖြစ်ပြီးတော့တက်လန်းတွေလည်းပိတ်သွားရပြီးဘေးဟာကုန်းမမမြဲဘူးဆိုတာသိလိုက်ရတာကြောင့်နှင်းသက်ဆောင်ဟာကြောက်ကဲ့လဲလဲပြီးတဲ့အခါသာသနာပေါ်မှာပဲနေထိုင်ဖို့စိတ်ကူးထားပါ ड़ी ။သူ့လိုဖြစ်မျိုးကိုဘသူကမှမကြုံစေချင်တဲ့အတွက်အသင်စားစားစာရီ၊ကြာရှည်ခန်းစားစာရီ၊ငန်းနဲ့စားစာရီကိုရှာပြီးတော့ရေမြမြတောက်ဖို့အတွက်တိုက်တော်ထားပါ ड़ी ။နှင်းသက်ဆောင်လည်းအမြန်ဆုံးနေကောင်းလာပြီးတော့အသက်ရှည်ပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါ ड़ी ။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။